ဒါမဲ့ပြဿနာက Liverpool အသင်းကလည်းသူတို့ကစားသမားကိုအလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုတာထက်ရအောင်စာချုပ်တက်တန်းတိုးနေတဲ့ပုံစံမျိုးပြ။လူရသည်ပြောင်းရွှေ့ကာလမှာ live နဲ့စာချုပ်တက်တန်းမတိုးပြစ်ခဲ့ဘူးဆိုရင် तू อาร์เซนอลကစားသမားဖြစ်နေပါပြီ။ မင်္ဂလာပါကိုကိန်းစ်တာဖူဘောရှိုးအားကြိုဆိုပါရယ် BBC Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုကျွန်တော်တို့သုံးသပ်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျပထမဆုံးသတင်းကတော့ The Sun ပေါ်ပြထားတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ် Real Madrid အသင်းက Liverpool အသင်းရဲ့ right back ကစားသမား Trent Alexander Arnold ကိုအခုဇွန်လမှာကျင်းပမဲ့ Club World Cup မတိုင်ခင်မှာအရာခေါ်ယူဖို့အတွက်ကြိုးစားမှုတွေရှိနေတယ် Liverpool အသင်းကိုလည်းပေးချေရမယ့်ပြောင်းရွှေ့ကြီးအမောင်းပမာဏတရက်ကိုပေးဖို့ ready ရှိနေတယ်လို့သိရပါတယ်ခင်ဗျ FIFA Club World Cup ဒီဒီဇွန်လမှာကျင်းပလိမ့်မယ်။ Trent ရဲ့စာချုပ်တဒံကဇွန်လရောက်မှကိုယ်မှာ။အဲ့တော့ကိုလိုကလန်တော့ဖြစ်နေတယ်ပေါ့နော်။ Real Madrid အနေနဲ့ Dario Rix မြူဂျင်နဲ့အတွက်ကြောင့်ကဲအစဉ်ပြေတဲ့ ZTA ရဲ့ပေးလိုက်မယ်ကွာဆိုတော့ပုံစံမျိုးဒီတည်းထွက်လာတယ်လို့တော့ကျွန်တော်ယူဆတယ်။ဒါပေမဲ့ပြဿနာက Liverpool အသင်းကလည်းသူတို့ကစားသမားကိုအလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုတာထက်ရအောင်စာချုပ်တဒံတိုးနေတဲ့ပုံစံမျိုးပြ။တချို့ကြားထားတဲ့သတင်းတွေမှာဆိုရင် လီဗာပူးပေးတဲ့ offer ရီယယ်မက်ဒရစ်အသင်းစီမှာရမယ်အချိုးအမြတ်တွေထက်ကိုပို့ပြီးတော့များနေတယ်အဲ့လောက်ထိကိုသူတို့ကစားသမားကိုစွဲမဲ့အခြေအနေမှာရှိတယ်အတချို့သတင်းတွေမှာကြောက်ရလဲရီယယ်မက်ဒရစ်အသင်းကိုဒီဘောလုံးရာသီကုန်တဲ့အခါမှာအလွတ်ပြောင်းရွှေ့ခွင့်နဲ့ပြောင်းဖို့သဘောတူညီမှုရသွားပြီဆိုတဲ့ထိကိုဖော်ပြချက်မျိုးတွေရှိတယ်ဒါပေမဲ့လည်း FIFA Club World Cup ပြီးသွားတဲ့အချိန်ကြမှာ Trent ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ Real Madrid ကိုရောက်မဲ့ပုံအဲ့တော့ ဒီဂျားထဲမှာတလလောက်ပေါ့နော်ကြိုပြီးကျင်းပဖို့ရှိနေတဲ့တော်နမန့်တစ်ခုအတွက် Trent ကို Real Madrid အရခေါ်ယူခြင်းနေတဲ့ပုံစံမျိုးလို့တော့ကျွန်တော်ထင်တယ်တကယ်တမ်းလည်းဒီ FIFA Club Walker ကဒီနေ့ပုံတံအတွင်းတဲ့အမေရိကမှာကျင်းပမယ်အဲ့ချိန်မှာစုချင်းငွေအမောင့်ပမာဏတွေရာလဲမျိုးမျိုးမြက်မြက်ရမှာဖြစ်တာနဲ့အညီ now FIFA Club World Cup ပုံတံတင်းတဲ့ဂျင်းပါမှာပထမဆုံး စုဖလားကိုမမောတာနဲ့အညီထရန့်ကိုမထူးတော့ပါဘူးကျန်တဲ့ရပ်ပိုင်းမဲ့ဖြစ်စီလာပိုင်းမဲ့ဖြစ်စီပြောင်းရွှေ့ကြီးပမာဏတရက်ပေးပြီးခေါ်မဲ့ပုံစံမျိုးလို့တော့ထင်တယ်လီဗာပူးကလည်းမရမကစားအုပ်တန်တိုးဖို့ကြိုးစားနေတဲ့အတွက်ကြောင့်မက်ဒရစ်ပေးမဲ့ပြောင်းရွှေ့ကြီးအမောင့်ပမာဏကိုစဉ်းစားဖို့ရှိသလားမရှိသလားဆိုတဲ့အပိုင်းကလည်းတွေးစရာပဲပေါ့နော်အခုထရန့်ကိုအလွတ်ပြောင်းရွှေ့ကြီးနဲ့ထွက်ခွာခွင့်ပြုတ်လိုက်တာထက်ဆိုင်နောက်ဆုံး10တန်းပဲရတန်း30ပဲရဒါလီဗာပူးအသင်းအတွက် ပတ်စံအကျိုးမြတ်ရတာပဲလေအဲသို့တော့အဲ့လောက်ထိလည်းလွယ်ကူမနေတဲ့တချို့သောအတွင်းရေးတွေအများကြီးရှိမှာပါတေချာတခုကတော့ဒီဇွန်လလောက်မှာမှ Real Madrid အနေနဲ့ Trent ကိုခေါ်ဖို့ပတ်စံနည်းနည်းပေးတာထက်စရင်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပဲခေါ်ယူဖို့များပါတယ် Madrid ကဒီသားသမားအတွက်ဟိုတလားလောက်စောပြီးတော့ဗောနော investment လုပ်ဖို့မမြင်သလို liverpool ကလည်းအဲ့လောက် amount ပမာဏကို trend နဲ့ချိန်ဆကြည့်လိုက်ရင်သူတို့တက်ပြီးတော့မမမောဘူးလို့ထင်ပါတယ် ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Football Insider ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါရခင်ဗျ။ Arsenal အသင်းဟာ Leipzig အသင်းရဲ့အသက်27နှစ်အရွယ် Slovenian တိုက်စစ်မှု Benjamin Sesko ကိုခေါ်ယူဖို့အတွက်ဒါထိတ်ဆုံးအောင်ဦးဆောင်နေတယ်လို့သိရပါတယ်။ကျွန်တော်ကလည်းထင်ပါတယ်။ Arsenal အသင်းကို ရောက်ဖို့အတွက်က percentage တော်တော်များတဲ့ကစားသမားပါ။ဒီနှစ်လူရသည်ပြောင်းရွှေ့ကာလမှာ Leipzig နဲ့စာချုပ်တက်တန်းမတိုးပြစ်ခဲ့ဘူးဆိုရင် तू က Arsenal ကစားသမားဖြစ်နေပါပြီ။ Sesko ကိုခေါ်ယူနေတဲ့ club တွေက တခြားသောကလပ်တွေထဲမှာဆိုရင် Chelsea တို့เนาะနောက်ထပ် United တို့လည်းတည်င်းထွက်ပေမဲ့တကယ်တမ်းတစ်တစ်ဆိုင်ဆိုင် Shashko နဲ့ညီနိုင်ဆွေးနွေးပြီးအရခုံနိုင်ချေရှိတဲ့ကလပ်က Arsenal ပဲမြင်တယ်နောက်ထပ်တစ်ပိုင်းက Arsenal ဒီဟိုတော်တော်လေးနာကျင်စရာကောင်းတဲ့အဖြစ်ပြက်မျိုးတစ်ခုကိုသူတို့ကြုံတွေ့သွားခဲ့ပြီဇန်နဝါရီပြောင်းရွှေ့ကာလမှာတိုက်စစ်မှုတယောက်လိုတယ်မခေါ်ဘူးအခုအလွဲလဲအချော်ချော်နဲ့ ီတိုက်စစ်မှုမခေါ်ယူတဲ့အခြေအနေကြောင့်ပဲအာကြီးကပရီးမီးယားလိမှာဘာပြောတိုက်တယ်ရေ့စ်လမ်းကြောင်းသွေဖယ်သွားပြီလို့ပြောလို့ရတယ်ဗျာအထူးသဖြင့်အာဆင်နယ်သင်းပရိသတ်တွေခံစားရတာပေါ့ဒီအာဆင်နယ်တာဝန်ရှိတဲ့သူတွေကတော့သူတို့ပတ်စံကုန်ပါဆိုလို့မခေါ်တာလားဒါမှမဟုတ်ဘာရွယ်ချက်နဲ့မခေါ်တာလဲကတော့သူတို့ကိုယ်တိုင်ပဲသိလိမ့်မယ်တိုးတော့ပရိသတ်ကြတော့ရင်ဘတ်ကြီးနဲ့အာပီဘီဒီတဲ့ကိုချစ်တဲ့ကောင်းနေလေဗျာခံစားရတာပေါ့ဘာမှမဟုတ်တဲ့အချက်တစ်ချက်ကြောင့်နဲ့ဒါဘာပြောလီဗာပူးရဲ့နောက်ကောက်ချခြင်းကိုဒါခံလိုက်ရပြီ ဗန်ဂျမင်ရှက်ရှ်ကိုလိုတိုက်စစ်မှုမျိုးမပြောပါနဲ့နည်းနည်းကိုးသွင်းကောင်းနေဗျာတိုက်စစ်မှုတရားလောက်ကိုအငားလောက်ခေါ်လိုက်ရင်ပဲမစိုးတဲ့အခြေအနေပါတော်တော်အာစနယ်တာဝန်ရှိတဲ့သူတွေကမျက်နှာလဲခဲပြစ်လောက်ခဲတဲ့အတွက်ကြောင့်မဖြစ်တဲ့အခြေအနေတစ်ခုကိုဖြစ်ခဲ့တယ်ကြုံတွေ့ခဲ့ရတယ်ဆိုတော့နွေရာသီပြောင်းရွှေ့ကာလမှာတော့သူတို့ဒီလိုထက်လွဲလို့မရတော့ဘူးအဲ့တော့ကြောင့်ဗန်ဂျမင်ရှက်ရှ်ကိုစောလျင်စောစောတခြားအသင်းတွေထက်လက်ဦးမှုရယူပြီး investment တစ်ခုလုပ်နိုင်တယ်လို့တော့ကျွန်တော်ယူဆမိပါတယ် ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Football Insider ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Newcastle အသင်းကသူတို့အသင်းရဲ့တိုက်စစ်မှု Alexander Isak ကိုပေါင်သန်း150တန်ကြီးသတ်မှတ်ထားပေမဲ့ Liverpool နဲ့ Arsenal အသင်းတို့ကတော့ Financial Fair Play Rules တွေနဲ့ကိုက်ညီအောင်ပဲဒီစားသမားကိုခေါ်ယူဖို့အစီအစဉ်တွေရှိနေလို့သိရပါတယ်။ Arsenal ကတော့ Isak ကိုအဲ့လောက် investment လုပ်ပြီးခေါ်မယ်လို့မထင်ဘူးဗျ။သူတို့ Benjamin Sheshko ကိုခေါ်ပြီး Isak ကိုဘာလုပ်ဖို့ရော။ကျွန်တော်တရားတဲ့ယူဆချက်အရာလဲ။ ။ Ezek ဆိုင်ဘန်ဂျမင်ရှက်ကိုက Arsenal နဲ့ပို့ပြီးတော့ live ဖတ်မယ်အဆင်ပြေမယ်လို့ထင်တယ်။ Ezek ကိုပောက်ခရချေးရှောက်တောင်းနေပြီးတော့ပြောင်းရွှေ့ချေးအများကြီးပေးလိုက်ရတဲ့ဆိုင်အသက်လည်း21ပဲရှိသေးတယ်။ဖြစ်လာတိုင်းကြီးလည်းအများကြီးရှိတဲ့ကစားသမားတယောက်ကတော့အာစနယ်သင်းတောင်ဝင်ရှိတဲ့သူတွေပို့ပြီးတော့ယင်းနီမြုံနံလိမ့်မယ်။ Now ဒီသတင်းပေါ်ပြချက်တွေမှာဆိုရင် financial fair play rule နဲ့ကိုက်ညီအောင်ပဲခေါ်သွားမယ်ဆိုတဲ့သဘောတရားအရ Newcastle တောင်းတဲ့ပေါင်တန်း150ပေးမှလည်းမဟုတ်ဘူးဗျာ။ ကနာသမားတွေအများကြီးရောင်းပြီးတော့မှခေါ်တဲ့ပုံစံမျိုးလေဖြစ်ကောင်းဖြစ်နိုင်မယ်။သူတို့အတင်းရဲ့ဘန်နာရီအတင်းဆောင်ကိုလုံးဝအဖြစ်မခံပဲဒီအတင်းနှစ်တင်းကကြိုးစားမှုရှိတယ်။အာယူကိုဖယ်လိုက်မယ်ဆိုရင်လီဗာပူးပေါ့လေ။ဘာကြောင့်လဲဆိုတော့အီဆက်ကလည်းလီဗာပူးကိုပဲပြောင်းကျင်တယ်ဆိုတဲ့သတင်းမျိုးတွေကြားရတယ်။လီဗာပူးကလည်းဒီနေ့ရသည်ဘာမှငွေမသုံးထားတော့တရာသည်လောက်ချိုးချံချွတာနိုင်လိုက်တဲ့အတွက်ကြောင့်နောက်ရသည်မှာပွင့်လင်းပြောင်းတော့ဝုန်းလို့ရတယ်150လား150ပေးမယ်။တော်တော်လီဗာပူးတင်းတာဝန်ရှိတဲ့သူတွေကကစားသမားခေါ်ဦးတဲ့နေရာမှာချစ်ချစ်လက်လက်နဲ့ခေါ်ယူတတ်ပါတယ်။ အဲ့တော့နျူကာဆယ်တောင်းနေတဲ့ပေါက်ကရဂျီတွေကိုလီဗာပူးအသင်းတာဝန်ရှိသူတွေပေးမယ်လို့မထင်ပါဘူး financial fair play rules နဲ့ကိုက်ညီအောင်ပဲအလက်ဇန္ဒားအီဆက်ကိုခေါ်ယူစူးစမ်းဖို့ရှိရလို့တော့ထင်ပါတယ်အီဆက်ကလည်းနျူကာဆယ်အသင်း champion league ဝင်တော့တမျိုးပေါ့နော် champion league မဝင်တဲ့အခါကျရင်အသင်းကထွက်မယ်လို့ထုတ်ဖော်ပြောကြားထားတဲ့ကစားသမားတယောက်ဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ဒီသတင်းကတော့ team talk ကနေပေါ်ပြထားတာပဲဖြစ်ပါတယ်လီဗာပူးအသင်းက နွေရာသီမှာဘုံမောက်တင်ရဲ့22နှစ်အရွယ်ဟန်ဂေးရီယန်လက်ဖ်ဘက်ကစားသမားကာကတ်စ်ကိုခေါ်ယူဖို့အတွက်ဆုံးဖြတ်ချက်ချထားတယ်လို့သိရပါတယ်။မက်ဒရစ်အသင်းကလည်းဒီကစားသမားကိုခေါ်ယူဖို့အတွက်ကြိုးပမ်းမှုတွေရှိလာနိုင်တယ်လို့သိရပါတယ်ခင်ဗျ။ကာကတ်စ်ကရေးလေမိုက်တဲ့ကစားသမားလီဗာပူးရဲ့လက်ဖ်ဘက်မှာရောဘတ်ဆန်တို့ဆိုတာခစ်ကုံသွားခဲ့ပြီ။ဒီနေ့ရာသီဒါနောက်ဆုံးမိစာထထောက်နေတာ။လက်ဖ်ဘက်မှာ အရင်တော့တည်င်းထွက်ခဲ့တဲ့ Anthony Robinson ကိုခေါ်မယ်ဆိုရင်လည်း Robinson ရဲ့အသက်28 29လောက်ဖြစ်သွားတဲ့အခါကျတော့ရေရှည်အလောက်အဆင်မပြေဘူးဒီချိန်မှာ Carcass ကအကောင်းဆုံးပဲဒါအပြင်နိုင်ငံသူအသင်းပေါ် Dominic Szoboszlai ရှိနေတယ်ကျွန်တော်ထင်ပါတယ် left back ကစားသမားတယောက်ကိုခေါ်မယ်ဆိုရင် liverpool က carcass အပြင်တခြားကစားသမားတယောက်ကိုခေါ်စရာအကြောင်းမရှိဘူး carcass ကလည်း liverpool ကိုပဲပြောင်းမှာပဲအမြင့်ပြန်နေတဲ့အသင်းတင်နိုင်ငံသူအသင်းပေါ်ရှိနေတယ်အကြောင်းပြချက်ကောင်းနေရတော့အများကြီးပဲ တကယ်လဲခြေသွန်းအယမ်းမိုက်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်အဲ့တော့နောက်နေ့ရသည် Liverpool ရဲ့ကစားသမားခေါ်မှုတွေကျွန်တော်ကြည့်ပြီးတော့ Liverpool ဒီပိုပြီးချမ်းလာနိုင်တဲ့အခြေအနေမှာရှိပါကြောင်းတုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကြပါရစေအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ